ဒိုဝဒီတာမှာကိုတိနုရာတီအစမေလာပထမပတ်အတွင်းကိုတိအချောက်ချန်တပိတ်တာကိုငွေကျပ်1000ခွဲအထိဖြစ်လာနေပါတယ်။ကိုတိ6ဟာတောင်သူတွေလက်ထဲမှာကုခါနီးနေပြီဖြစ်လို့လက်တလောဈေးပို့တက်လာတာပါ။ပြီးခဲ့တဲ့ဇန်နဝါရီလနေ့အီဘီလာဂျာမှာကိုတိ6ချန်တပိတ်တာ1500ကျပ်ကနေ1000ကျပ်ဂျာမှာပဲဈေးရှိခဲ့တယ်လို့ဆိုပါတယ်။ ဒိုဝဲရေဖြူတရချောင်းမျိုးနယ်တွေမှာပြီးခဲ့တဲ့နှစ်ကစပြီးတိုက်ပွဲတွေခက်ဆစိတ်ဖြစ်နေတာကြောင့်ကိုတိတောင့်သူတွေကိုတိနုခူးစော့ရောင်းတာပုံများခဲ့ပါတယ်အခုနဲ့ရေဖြူမြို့နယ်နဘူးလဲဒေတာဒိုဝဲအထူးစီးပွားရေးစုပ်စီရင်းနှစ်စိတ်ကန်းကိုလှုပ်ချုပ်ရေးယူထားတဲ့စကောက်စီတပ်တွေဟာနဘူးလဲဒေတာထဲမှာကြခဏစကြောင်းထိုးနေလို့ဒေတာခန်တောင်သူတွေဟာငွေပေါ်မြန်နဲ့ကိုတိနုစော်ရောင်းတာများနေတယ်လို့နဘူးလဲဒေတာခန်တအူးကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆော်လာမှာကိုတိနုတပိတ်သာ12000ကျပ်လောက်ရလို့ဈေးကောင်းရတဲ့အတွက်ဒူဝဲခရိုင်မှာကိုတိနုဆော့ယူသူများခဲ့ပါတယ်။အခုနဲ့မှာလဲမေလာကစာလို့စိုက်ဝင်တဲ့ကိုတိနုအကြီးတောင်တလုံးကိုငွေကျပ်60ကနေ80အထိဈေးပေးပြီးဝယ်နေတယ်လို့ကိုစိုက်တောင်သူတွေနဲ့ဈေးွက်ထဲကနေသိရပါတယ်။